အပိုင်း148ရဲ့အဆောက်မှာတော့ဘင်မောင်းမြတ်တိုက်ခိုက်မှုကိုလူဖီရိုအဖွဲ့သားတွေအားလုံးရှောင်းလိုက်နိုင်ခဲ့ပါတယ်။ဒါပေမဲ့အတိုက်ခိုက်ခံလိုက်ရတဲ့ဒေါ်ဦးတျှောက်လုံးမှာတော့ပျက်စီးမှုအချို့ဖြစ်ပေါ်သွားခဲ့ပါတယ်။အဲ့ဒီချိန်ပူတင်ကလူဖီရိုးဖွဲ့လမ်းပြောင်းနေမှာစိုးရိမ်နေခဲ့တာကြောင့်သူမရဲ့ကိုစိုးပြန်ရေဗီယန်ကိုအောက်ဖက်ကိုတစ်ဖက်ပြန်ဆင်းပြီးလမ်းပြဖို့အတွက်အမိန်ပေးလိုက်ပါတယ်။ဒီလိုနဲ့ပူတင်ကအောက်ကိုပြန်ဆင်းလာခဲ့ပြီးလူဖီနဲ့ချားသူတွေအားလုံးကိုလမ်းကြောင်းမှာရွေးနေပြီဖြစ်ကြောင်းနဲ့တကယ်လို့ဆက်သွားမယ်ဆိုရင်အရှိမနေရန်ကြီးတစ်ခုပဲရှိနေလိမ့်မယ်လို့အတည်ပြုခဲ့ပါတယ်။ လူဗီကတော့သူတို့ကိုစကားပြောနေတဲ့လူကောင်းပူတင်လားလူဆိုးပူတင်လားဆိုတာဝေဝဲမြဖြစ်နေခဲ့တာကြောင့်ယုံတင်လားမယုံတင်လားချင်းချိန်မှုအတွက်ခက်ခဲနေပါရီဂျင်ဗီကဘလို့ပဲဖြစ်ဖြစ်အခုချိန်မှာပူတင်ရဲ့စကားကိုယုံကြည်တင်ကြောင်းထောက်ခံခဲ့ပြီးအရှိကိုတက်တက်သွားဖို့အတွက်အကြံပေးလိုက်ပါရီအဲ့ဒီအချိန်သူတို့အားလုံးကိုတက်ရှိသိပင်တွေကဝိုင်းဝန်းတိုက်ခိုက်ပြီးကြံစီနေခဲ့ကြတာကြောင့်ပူတင်ကသူမရဲ့အစွမ်းကိုအသုံးပြုပြီးမှန်ညံတွေကိုဖျက်ပစ်ပေးခဲ့ပါရီအဲ့နောက်မှာတော့တစ်ပင်အတွင်းမှာရှိတဲ့ဝိညာဉ်တွေကသူတို့အရင်ကအချိန်တိရှိကိုပြန်လည်သတိရသွားခဲ့ပြီးတိုက်ခိုက်ဖို့အတွက်မေ့လျော့သွားခဲ့ကြပါရီ ဒါကိုမြင်တော့စန်ကြီးကဘာတွေဖြစ်နေတာလဲလို့ပူတင်ကိုမေးလိုက်ပါတယ်။ပူတင်ကသူမအနေနဲ့အစွမ်းကိုအသုံးပြုပြီးအတိတ်ကအမှတ်ဉာဏ်တွေကိုပြန်ဖော်ပြလိုက်တာကြောင့်ဒါကြောင့်တိပိနေမှာပဲရှိနေတဲ့ဝိညာဉ်တွေကလက်ရှိအချိန်ကိုခိတ္တမိသွားတယ်လို့တေရှာအသေးစိတ်ရှင်းပြခဲ့ပါတယ်။နောက်ပြီးသူတို့အားလုံးရဲ့ဝိညာဉ်တွေကဘင်မောင်မြေထိန်းချုပ်မှုအောက်မှာအပြည့်အဝမရှိသေးတာကြောင့်သူမလိုသလိုချုပ်ကင်လို့ရသေးတယ်လို့ဆိုပါတယ်။ဒါအပြင်အခုလိုမျိုးကူညီပေးလိုက်တာကြောင့်လူဖီရိုးအဖွဲ့လည်းတစ်တော်ရီကနေအစဉ်ပြေချောမှုစွာနဲ့ပြေးထွက်သွားနိုင်မှာဖြစ်တယ်လို့သူကပြောနေခဲ့ပါတယ်။ ။အဲဒီနောက်မှာတော့သူမကကော်စောဘော်ကိုရောက်ရှိနေတဲ့စံကြီးကိုရုတ်တရက်အမြင်သွားခဲ့ပြီးလန့်သွားခဲ့ပါရီ။စံကြီးကသူ့အနေနဲ့မကြခင်ချိန်တော့တွေ့မှာပဲကော်စောဘော်ကိုရောက်ရှိနေတာဖြစ်ပြီးလောလောဆယ်အစည်းအဝေးတိုင်းမှာချောကလက်မျိုးကိုသွားကြရအောင်ဆိုပြီးပြောနေခဲ့ပါရီ။ဒါပေမဲ့ဒဂိုနဲ့စိတ်ဖြစ်နေတဲ့ပူတင်ကသူ့ကိုတတ်ပြစ်မဲ့တကယ်ကဲလုပ်နေခဲ့တာကြောင့်စံကြီးလည်းမင်းရဲ့တတိယမျက်လုံးလေးကလှရဲပါညာနဲ့တော်ကီထူပေးလိုက်ပါရီ။အိမ်နောက်မှာတော့သူတို့အားလုံးကစန်နီတင်မောပေါ်မှာတိုက်ခိုက်နေကြတဲ့ကာတာဂရီနဲ့ချော်ဘာရုဖွဲ့တွေကိုတွေ့ရှိလိုက်ရပြီးအံ့ဩသွားကြပါရည် ။ဘူဒင်းကတော့သူမအနေနဲ့အခုလိုမျိုးအကိုဖြစ်သူတွေကစံကြီးရဲ့တငယ်ချင်းတွေကိုတိုက်ခိုက်နေခြင်းအတွက်စိုးရိမ်မိတယ်လို့ပြောနေခဲ့ပေမယ့်မကောင်းဆိုးအဘူဒင်းကထွက်ပေါ်လာပြီးကောင်ရုပ်ထုတို့များအဖွဲတစ်ခုလုံးကိုချိန်ဆပြောဆိုနေခဲ့တာကြောင့်ချီဖွန်ကအသိစိတ်ကပ်ဖို့အတွက်အသိပေးလိုက်ရပါတယ်။ဒီလိုနဲ့ချေဖွန်ကတငယ်ချင်းဖြစ်သူတွေကိုကယ်တင်ဖို့အတွက်တင်မောကိုပြန်ဖို့အစီအစဉ်ရှိလားဆိုပြီးစံကြီးကိုမေးနေခဲ့ပါလေ။စံကြီးကတော့သူ့အနေနဲ့ဘလို့ပဲဖြစ်ဖြစ်ဘေးမောင်းကိုဓာစီလိုက်နိုင်မယ်ဆိုရင်အရာလုံးကပုံမှန်အတိုင်းပဲပြန်ဖြစ်သွားမှာဖြစ်တာကြောင့်ချောကလက်ကျွန်းစုကိုပဲသူမတို့နဲ့အတူတူလိုက်ခဲ့မှာဖြစ်ကြောင်းပြန်ဖြေခဲ့ပါလေ။ အဲဒီနောက်မှာတော့ဆန်ကြီးကဗင်မာမအတွက်အကောင်းဆုံးခြုံဝဲကိုပြင်ဆင်ပြေးတော့မှာဖြစ်တာကြောင့်ဝယ်ရင်ဂိတ်ကိုအမြန်ဆုံးအပြီးတက်လိုက်ကြရအောင်လို့လည်းပြောလိုက်ပါရီးအဲ့ဒီအချိန်တဖက်ကတင်မောပေါ်မှာလေအများနဲ့တယောက်တိုက်ခိုက်နေတဲ့ချောပါနဲ့ဘရိုတိုနှစ်ယောက်ကိုပယ်ရိုစပယ်ရိုကအငန်းခံလိုက်ဖို့အတွက်ဖိအားပေးနေပါရီးစကားဆုံးမှာတော့ပယ်ရိုစပယ်ရိုရဲ့တပ်သားတွေအားလုံးကချောပါနဲ့ဘရိုတိုကိုဝိုင်းမိတိုက်ခိုက်ခဲ့ကြပါရီးဒါပေမဲ့ပုံမှန်ထက်ဆွမ်းအားပိုလွန်ခဲ့နေတဲ့ချောပါရဲ့ကွန်ဖူတိုက်ခွက်တွေအောင်ပါပဲတပ်သားတွေအားလုံးကြာရှုံးသွားခဲ့ရပြန်ပါတယ် တဖက်မှာလည်းဒေါသထွက်နေတဲ့ဘရုတ်ကသူ့ရဲ့ဓာရီကိုဝိညာဉ်စွာရီစီစဉ်စေခဲ့ပြီးတင်မောပေါ်မှာရှိသမျှရန်သူအလုံးရဲ့အသက်တွေကိုနှုတ်ယူလိုက်ပါတယ်။နောက်ပြီးအခုလိုမျိုးတင်မောပေါ်ကိုညက်ပတ်တဲ့ခြေောက်တွေနဲ့တက်လာခဲ့တာကြောင့်မင်းတို့အလုံးရဲ့သွေးနဲ့တင်မောကိုပြန်ပြီးတန့်ရှင်းရေးလုပ်မယ်လို့ကြိမ်းဝါလိုက်ပါတယ်။အဲဒီအချိန်ချောပါကအမှန်တကယ်ကနေလည်းစင်ခေါ်ခံထားရတဲ့တပ်သားတချို့ကိုမြင်တွေ့လိုက်ရပြီးသူအနေနဲ့အဲဒီမှန်ကိုဖျက်ဆီးပစ်လိုက်ခြင်းပေမဲ့နာမီနဲ့ရော်ဘင်တို့ပိုင်ဆိုင်မှုဖြစ်တာကြောင့်အကုန်လုံးကွန်တက်ကုန်နေမယ်လို့ပြောနေခဲ့ပါတယ်။ ဘရုတ်ကတော့ဘလို့ပဲဖြစ်ဖြစ်ရန်သူတွေကိုတားဆီးနိုင်မယ်ဆိုလို့ရှိရင်ဖျက်ဆီးပြရမှာဖြစ်ကြောင်းနဲ့တောင်းပန်စရာကိစ္စတွေရှိရင်လည်းနောက်ကြမှအတူတူတောင်းပန်လိုက်ကြတာပေါ့လို့ဆိုပါရီဒါကိုကြတော့ပေရိုစပေရိုကမင်းတို့ပေါ်လာတဲ့အလုံးဂုဏကအပေါ်ထွက်လာတဲ့အလင်းနှံကြီးကြောင့်မာလကီရသွားပြီလေလို့ဝင်ပြောပါရီနောက်ပြီးဘေမားမြက်ဖောက်ခွဲမှုအမှာဆိုရင်ဘလူတန်မာရဲ့ပင်လယ်ဓားမျိုးကမှအသက်ရှင်နိုင်စရာအကြောင်းမရှိဘူးဆိုပြီးလှောင်ပြောင်နေခဲ့ပါရီအဲဒါကြောင့်ဒီမော့ဘော်ကိုတရေပွားနေတော့ပြန်မလာနိုင်တော့တဲ့အဖွဲသားတွေကိုစောင့်မျှော်မနေပဲဂျုံမော်ကလည်းမြန်မြန်လေးလိုက်တော့လို့ဆိုပါရီ ဘယ်ရိုစပယ်ရိုကသူ့အနေနဲ့ဂျိုးမော်ကထွက်ခွာသွားဖို့အတွက်အခွင့်အရေးပေါင်းများစွာပေးခဲ့ပေမယ့်အခုလိုမျိုးအတန်းဆိုးကြီးနဲ့တချင်းလာဆုံနေခဲ့တာကြောင့်အမှန်တကယ်စစ်တီတွေကိုဆင့်ခေါ်ပြီးအားပေးဖို့အတွက်စီစဉ်လိုက်ရတာဖြစ်ကြောင်းဘရုတ်ကိုရှင်းပြနေခဲ့ပါတယ်။ဒါပေမဲ့အခုချိန်ထိလက်မလျှော့ကျင်သေးတဲ့ဘရုတ်ကသူ့ရဲ့ဓာတ်နဲ့ဘယ်ရိုစပယ်ရိုကိုလမ်းရှိန်လိုက်ပြီးဇန်ဒီကသူတို့အပိုင်ဖြစ်တာကြောင့်ထွက်သွားမယ်ဆိုရင်တော့မှမင်းတို့ကောင်တွေပဲဖြစ်ရမယ်လို့ချိန်ချလိုက်ပါတယ်။အဲဒီနောက်မှာတော့ဘရုတ်ကဘယ်ရိုစပယ်ရိုကိုစတင်တိုက်ခတ်လိုက်ပါတယ်။ အဲ့ဒီအချိန်တစ်ဖက်မှာလည်းဘင်မောင်တယောက်သူမလိုရှိနေခဲ့တဲ့ wedding gate ကိုအဆက်မပြတ်တောင်းဆိုနေခဲ့ပြီးဆက်ပြီးလည်းအနောက်ကိုလိုက်လာနေခဲ့တာကြောင့် Luffy တို့လည်းထွက်ပြေးနေကြရပါတယ်။တစ်ဖက်မှာလည်း Prometheus က Zeus ကိုမမနဲ့သူ့အပေါ်ကိုမိုးကြိုးပစ်ချလိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးနောက်တစ်ခါကျရင်အခုလိုမျိုးထမကျူးလွန်စေမိဖို့အတွက်သတိပေးနေခဲ့ပါတယ်။နောက်ပြီးတကယ်လို့မင်းသားအဲ့ဒီတုန်းကသူမအနေနဲ့အသီးစိတ်ဝင်နေခဲ့တယ်ဆိုရင်မင်းရောငါရောအထောက်ခံရလိမ့်မယ်လို့သတိပေးနေခဲ့ပါတယ်။ နောက်တစ်ခါမှာတော့ဂျင်မီကသူတို့အားလုံးရဲ့အနာစီကိုတဖြည်းဖြည်းနီးကပ်လာခဲ့တဲ့ပင်မောင်းမှုကိုကြည့်ရင်သူမရဲ့ခုတ်ချက်ဒီအားလုံးကိုအမြန်ဆုံးရှောင်ရှားဖို့လိုအပ်တယ်လို့အသိပေးနေခဲ့ပါတယ်။ဒီလိုနဲ့ပင်မောင်းကပရိုမီသီယပ်စ်ကိုဆင်းခေါ်လိုက်ပြီးထွက်ပြေးသွားတဲ့လူဖီရိုအဖွဲ့ပေါ်ကိုဖောက်ခွဲမှုကြီးတစ်ခုပြုလုပ်လိုက်ပါတယ်။နောက်တစ်ခါမှာတော့ဆန်နီတင်မောပေါ်မှာတိုက်ခိုက်နေကြတဲ့ဘရုနဲ့ပယ်ရိုစ်ပယ်ရိုတို့နှစ်ယောက်ကိုပြသထားပါတယ်။ပယ်ရိုစ်ပယ်ရိုကတော့မောပန်းနေတဲ့ဘရုကိုအဆက်မပြတ်ဖိအားပေးနေခဲ့ပြီးတိုက်ခိုက်နိုင်ယူနေခဲ့တာပါ။ ဒါကိုမြင်တော့ချော်ပါကသူ့ရဲ့ကွန်ဖူအစွမ်းကိုတုံးပြီးဘရော့ဘက်ကနေဝင်ရောက်ကူညီပေးဖို့ကြံစီလိုက်ပေမဲ့ဘယ်ရိုစပယ်ရိုရဲ့ချုံနောင်ခြင်းကိုခံလိုက်ရပါတယ်။ဒီလိုနဲ့ပဲဘယ်ရိုစပယ်ရိုကဘရော့ကိုပါသူ့ရဲ့တကြားလုံးအစွမ်းနဲ့ထပ်မံချုံနောင်လိုက်ပြီးဒါကိုလုံးကိုအေးခဲသွားစေဖို့အတွက်စတင်လှုပ်ဆောင်ခဲ့ပါတယ်။ဘယ်ရိုစပယ်ရိုကအခုလိုမျိုးအဖြစ်ဆိုးရီအားလုံးကသူ့ကိုစန့်ကျင်ခဲ့တဲ့အတွက်ဖြစ်ပေါ်လာရတာဖြစ်ကြောင်းဘရော့ကိုရှင်းပြနေခဲ့ပါတယ်။ဒါဆက်တယ်မှာပဲချောပါကမကြခင်မှာကန်ဒီမန်တယောက်ဖြစ်သွားပြီးဒီကုလုံးအေးခဲသွားပြီးတော့တည်ဆုံသွားရမှာဖြစ်ကြောင်းဘယ်ရိုစပယ်ရိုကရှင်းပြနေခဲ့ပါတယ်။ အဖြစ်ဖြစ်စိတ်ဝင်လာတဲ့အချိုတက်တရဲ့တံကိုမခံစားနိုင်တော့တဲ့ချော်ပါလေမျက်ရည်တွေပါဝဲလို့နေခဲ့ပါပြီအဲ့နောက်မှာတော့ချော်ပါရဲ့ခန္ဓာကိုယ်တစ်ခုလုံးကဘယ်ရုစ်ပယ်ရိုရဲ့တကြားလုံးအစွမ်းကြောင့်ခြေဆားကောင်းဆုံးအေးခဲ့သွားပါလေဒါကိုမြင်လိုက်ရတဲ့ဘရုလည်းသူ့ကိုကန်ဒီမန်ဖြစ်မပြောင်းနိုင်ဘူးအတွက်တောင်းပန်နေခဲ့ပေမယ့်ဂျုံမော်မှာဖင်ရပြီးသချင်းလာဆိုနေတဲ့မင်းတို့ကောင်ကမြမအီတို့လိုပွဲမျိုးနဲ့ပဲတန်းနေဆိုပြီးဒီကိုလုံးကိုအေးခဲ့ပြလိုက်ပါလေအဲ့နောက်မှာတော့ဘယ်ရုစ်ပယ်ရိုနဲ့ကာတာဂူရီကအရာအလုံးပြီးဆုံးသွားပြီလို့တယောက်နဲ့တယောက်လှမ်းပြောနေခဲ့ပါလေ ဒါပေမဲ့သူတို့ထင်ထားခဲ့သလိုမဟုတ်ဘဲတောအုပ်ထဲကနေဘင်မာမအပါဝင်ထွက်ပြေးလို့မြောက်လာတဲ့လူဖီတို့အဖွဲ့ကိုတွေ့ရှိလိုက်ရတာကြောင့်အံ့ဩသွားခဲ့ကြပါတယ်ဒီလိုနဲ့လူဖီကအေးခဲခံထားရတဲ့ချော်ပါနဲ့ဘရုတ်ကိုလမ်းမြင်လိုက်ရပြီးတဖက်မှာလေကာတာဂူရီကသူ့ရဲ့တပ်သားတွေအလုံးကိုမန်ကဘာတွေကိုပြန်ဝင်ဖို့အတွက်အမိန်ပေးလိုက်ပါတယ်။အဲ့ဒီအချိန်ပေရူစပေရူကဒီမိုစီကိုဦးတည်လာနေတဲ့လူဖီတို့အဖွဲ့ကိုတားဆီးဖို့အတွက်သူ့ရဲ့အစွမ်းကိုအသုံးပြုလိုက်ပြီးကန်ဒီမီရန်ရုပ်ထုကြီးကိုဆင့်ခေါ်လိုက်ပါတယ်။ဒါကိုမြင်တော့လူဖီတို့ကလည်းသူတို့ရဲ့အစွမ်းကိုအသုံးပြုလိုက်ကြပြီးကန်ဒီမီရန်ရုပ်ထုကြီးရဲ့တိုက်ခိုက်မှုကိုကာကွယ်ခဲ့ကြပါတယ်။ အရာလုံးပြီးဆုံးသွားပြီလို့ထင်ရပေမဲ့ဘယ်ရိုစပယ်ရိုကသူ့ရဲ့ကန်ဒီမီဒန်ရုပ်ထုကြီးကိုပြန်လည်ဆင့်ခေါ်လိုက်ပြီးတိုက်ခိုက်မှုကိုထပ်မံပြုလုပ်လိုက်တာကြောင့်လူဖီရိုအဖွဲ့အကြက်ရိုက်လို့နေခဲ့ပါပြီအချိန်ဒီအားလုံးကိုသဘောပေါက်သွားတဲ့အခါမှာတော့ဂျင်မီကတင်မောကိုဘေးကနေပတ်ပြီးပြေးထွက်ဖို့အတွက်အမိန်ပေးလိုက်ပေမဲ့လူဖီကတော့မြန်မာလူကြီးပဲရန်သူရှိရာစီကိုပြေးဝင်သွားခဲ့ပါတယ်အဲဒီနောက်မှာတော့သူ့ရဲ့ red hot ထိုးချန်တဲ့အတူကန်ဒီမီရန်ရုပ်ထုကြီးကိုတစားစီဖြစ်သွားအောင်ဖောက်ခွဲဖျက်ဆီးပစ်လိုက်ရင်ဇာလန်လေးကလည်းတခန်းရက်သွားခဲ့ပါတယ်။ အပိုင်း149ရဲ့အဆောက်မှာတော့လူဖီရိုကမာယာတော်ကိုကြောဖြတ်ပြီးတင်မောနာကိုရောက်လာခဲ့ပါပြီ။ဒါပေမဲ့ပယ်ရိုစပယ်ရိုကမင်းတို့ကိုဒီနေရာကိုဖျောက်ခွင့်မပေးဘူးလို့ဆိုတာကန်ဒီရီနဲ့အကာအရံနှုတ်လိုက်ပါတယ်။အဲဒါကြောင့်ဂျင်မီကဘေးကနေပတ်သွားပြီးတင်မောဘော်ကိုတက်ဖို့ပြောလိုက်ပေမဲ့လူဖီကတော့ရှေ့တက်တဲ့ကိုပဲသွားလို့ဆိုတာကန်ဒီရီကိုဖျက်ဆီးပစ်လိုက်ပါတယ်။ဒါကြောင့်ကန်ဒီရီကအရေးပြောကြသွားခဲ့ပြီးနာမီတို့ကကြားလာတဲ့ကန်ဒီအရေးတွေကိုရှောင်နေခဲ့ပါတယ်။တစ်ဖက်မှာတော့ပယ်ရိုကကက်ဖိုက်ပါရဲ့မကြခင်အာယုံဦးကလာတော့မယ်လို့ပြောခဲ့တဲ့စကားတွေကိုသတိရနေပါတယ်။ အဲ့ဒီအချိန်ကာတာဂူရီကလူဖီကိုလက်သီးနဲ့လမ်းထိုးတာကြောင့်လူဖီကလည်းခုခံနေခဲ့ပါတယ်။နှစ်ယောက်သားတိုက်ခိုက်နေရင်ကာတာဂူရီကထပ်ပြီးထိုးလိုက်တာကြောင့်လူဖီကလွင်ထွက်သွားခဲ့ရပါတယ်။ဒါကိုမြင်တော့ကဲရော့ကကာတာဂူရီရဲ့စွမ်းကလူဖီနဲ့အတူတူပဲလို့ပြောပါတယ်။တစ်ဖက်မှာလည်းဘင်မောင်းကနောက်ကနေလိုက်လာနေခဲ့ပါတယ်။သူမရဲ့ပြင်းထန်တဲ့အချိန်ကြောင့်မြေကြီးတွေကပါကွဲထွက်နေခဲ့ပါတယ်။ဒါကိုမြင်တော့ဂျင်ဘီကလူဖီကိုငါတို့ပိတ်မိနေပြီလို့ပြောလိုက်ပါတယ်။တဖက်မှာလေပေရူစပေရူကဒါကိုကြည့်ပြီးပင်မောင်းမြေဒေါသတွေကိုညံ့မပါခြင်းဘူးလို့ဆိုတာတဖက်ကိုထွက်သွားခဲ့ပါတယ် အဲ့ဒီအချိန်ချင်းမီကလူဖီကိုကာတာဂိုရီကိုဒင်းမောဘကနေရအောင်ကန်ချလိုက်လို့ပြောလိုက်ပါတယ်။ဒါကိုကြတော့လူဖီကဟုတ်ပြီလို့ပြောပြီးအချက်ချင်းပြေးထွက်သွားခဲ့ပါတယ်။ဒါအပြင်လူဖီကကာတာဂိုရီတို့ကအမှန်တကယ်နေတဲ့စင်ဒင်းမောဘကိုရောက်လာတာဖြစ်မယ်လို့ပြောလိုက်ပါတယ်။ဘယ်ရူကတော့ပြေးထွက်သွားတယ်။လူဖီရဲ့နောက်ကျောကိုကြည့်ရင်ဓမြကြီးရောဂျာကိုမြင်အောင်မိကရောဂျာရဲ့စကားတွေကိုကြားရောက်နေပါတယ်။အဲ့ဒီအချိန်လူဖီကတော့ကာတာဂိုရီကိုအဆက်မပြတ်ထိုးချိန်နေခဲ့ပါတယ်။ဒါပေမဲ့သူကကာတာဂိုရီကိုထိအောင်မထိုးနိုင်ခဲ့ပါဘူး။အဲဒါကြောင့်လူဖီကအံ့ဩနေပြီးသူကနောက်ကိုပြန်ဆုတ်သွားခဲ့ပါတယ်။ အဲ့ဒီအချိန်ကာတာဂူရီကပြန်ပြီးကောင်းသွားခဲ့ပါတယ်။တဖက်မှာလည်းနာမီတို့ကပြေးလာပြီးဂျင်ဘီကနာမီကိုခေါ်ကာသင်းမောပေါ်ကိုတက်လာပါတယ်။အပေါ်ကိုရောက်တော့သူမတို့ကကန်ဒီရီနဲ့ဖုံးကခဲနေတဲ့ချော်ပါနဲ့ဘရုတ်ကိုတွေးလိုက်ရပြီးနာမီကစိုးရိမ်သွားကအဆင်ပြေလာလို့မိလိုက်ပါတယ်။ဂျင်ဘီကလည်းအကုန်လုံးကိုသတိထားဖို့ပြောနေချိန်တဖက်မှာလည်းပင်မောင်းကလိုက်လာနေပါတယ်။ဒါကြောင့်ပေဒရိုတို့ကတိုက်ခိုက်ဖို့အတွက်အသင့်ပြင်ထားလိုက်ပြီးပေဒရိုကကဲရော့ကိုကြည့်ပြီးတကယ်လို့မမျှော်လင့်တာတွေတွေ့ရရင်အကြောင်းမနေဖို့အတွက်ပြောရင်သူထင်နေတဲ့အာယုံကမကြခင်မှာရောက်လာနိုင်တော့မယ်လို့ပြောလိုက်ပါတယ်။ ဒါပြင်ပယ်ရိုကကဲရော့ကိုကိုဇူကီမီသားစုကလည်းသူတို့ကိုအာယုံဦးစီကိုခေါ်သွားမဲ့သူကိုစောင့်နေတာရာစုနှစ်အတော်ကြာနေပြီလို့ပြောပြလိုက်ပါတယ်။ဒါကိုကြတော့ကဲရော့ကအံ့ဩသွားပြီးရာစုနှစ်တစ်ခုထိတောင်ထားလို့မိလိုက်ပါတယ်။တစ်ဖက်မှာတော့ပယ်ရိုစပယ်ရိုကမွန်ဒေါ်ကိုဖုံးဆက်လိုက်ပြီးအနောက်တောင်ဘက်ကဂန်းဂျီကိုတင်မော်ရီနဲ့ဝိုင်းထားလိုက်တော့လို့ပြောလိုက်ပါတယ်။ဒါကိုကြတော့မွန်ဒေါ်ကကောင်းပြီလို့ပြောလိုက်ပါတယ်။တစ်ဖက်မှာလည်းတာမာကိုကဂန်းယူရန်တစ်လျှောက်ကိုဝိုင်းထားလိုက်လို့ပြောပြီးမွန်ဒေါ်ကခေါင်းငိမ့်လိုက်ကလူဖီရိုကမသေးသေးဘူးထင်တယ်လို့ပြောလိုက်ပါတယ်။ ဒါကိုကြတော့တာမာကိုကမမကလည်းရောက်နေတဲ့အပြင်ကာတာဂူရီကလည်းရှိနေတာကိုတော့မှလူဖီတို့ကမသိသေးဘူးလားလို့မိလိုက်ပါရီဒါကြောင့်မွန်ဒေါ်ကဒီကောင်ကြီးကအတော်လေးမာရီလို့ပြောလိုက်ပြီးနတ်ဂျုံးကတပ်ဖွဲ့တွေကိုသတင်းပို့လိုက်ပါရီအဲ့ဒီအချိန်မှာပဲတဖက်မှာနာမီကဂျင်မီကိုဒီသင်းမောက1ကီလိုမီတာလောက်ထိခုံထွက်နိုင်တယ်လို့ပြောလိုက်ပြီးတကယ်လို့သူမတို့ကသာပုံမှန်အတိုင်းရွေးလွှင့်နေမယ်ဆိုရင်ဘင်မောင်းကြောင့်သင်းမောပြတ်စီးသွားလိမ့်မယ်လို့ပြောလိုက်ပါရီဒါကိုကြတော့ဂျင်မီကသူ့အနေနဲ့တိတ်နားမလဲပေမဲ့တကယ်သာဆိုရင်စမ်းကြည့်ကြတာပေါ့လို့ပြောလိုက်ပါရီ အဲ့ဒီအချိန်တစ်ဖက်မှာလည်းဘယ်ရူရူကတဖြည်းဖြည်းနီးကပ်လာတဲ့ဘင်မောင်ကိုကြည့်နေပြီးဘယ်ရူကကဲရော့ကိုအားလုံးကိုသွားကူဖို့အတွက်ပြောလိုက်ပါတယ်။ဒါကြောင့်ကဲရော့ကယိုဒီယက်ကြောင်သွားပြင်မဲ့သူမကလက်ခံလိုက်ပြီးအပေါ်ကိုတက်သွားခဲ့ပါတယ်။အဲ့ဒီအချိန်ဂျေမီကတော့အကြောက်စူးကိုဆွဲနေကဘရိုတိုကိုလည်းသတိထားနေဖို့ပြောလိုက်ပါတယ်။သူတို့အနေနဲ့ထွက်သွားနိုင်နေဆိုရင်မင်းတို့တည်သွားရင်ဒါကြီးကအထိပယ်မရှိတော့ဘူးလို့ပြောလိုက်တယ်။အဲ့ဒီအချိန်အမ်မနီကောင်းဆောင်တဲ့တင်မောရီကလူဖီရီရဲ့တင်မောရီနားကိုရောက်လာပြီးလူဖီတို့ကိုတိုက်ခိုက်ပါတယ်။ဒါကိုမြင်တော့ဂျေမီကဒါကအကြောက်စရာပဲ စေတင်မော်ရီဝိုင်းထားပြီးမောင်မကလည်းတစ်ဖက်ကနေတောင်းညံ့နေတယ်လို့ပြောလိုက်ပါတယ်။အဲဒီအချိန်ကဲရော့ကရောက်လာပြီးနာမီကိုသူတို့အခုထွက်သွားဖို့လိုတယ်။အဲဒီလိုမျိုးပြောလိုက်ပါတယ်။ဒါကိုကြားတော့နာမီကသိပေမဲ့စီပိုင်းတစ်ခုတင်ဖို့လိုနေသေးတယ်လို့ဆိုတော့ကဲရော့ကဂျန်တဲ့ကိစ္စတွေသူနဲ့ထားခဲ့ဖို့ပြောပြီးလုံးစရာရှိတာကိုလုပ်ဖို့အတွက်ပြောလိုက်ပါတယ်။အဲဒီနောက်မှာတော့နာမီကထွက်သွားတော့ကဲရော့ကစီပိုင်းတွေကိုစက်တင်နေခဲ့ပါတယ်။အပြင်မှာတော့လူဖီကကာတာဂိုရီကိုအဆက်မပြတ်တိုက်ခိုက်နေခဲ့ပေမဲ့သူကရုတ်တရက်ဆွဲယူခံလိုက်ရပြီးကာတာဂိုရီရဲ့လက်သီးနဲ့မိတ်ဆက်မိကနောက်ကိုလွင်ထွက်သွားပါရီ အဲ့ဒီအချိန်ပယ်ရိုစပယ်ရိုကလည်းကန်ဒီလိုင်းတစ်ခုကိုဖန်တီးပြီးတင်းမောကိုချုပ်ထားပါရီဒါပေမဲ့တော့နာမီကလန့်သွားပြီးဒီလိုဆိုရင်တင်းမောကထွက်နိုင်တော့မှမဟုတ်ဘူးလို့ပြောပါရီအဲ့ဒီအချိန်ကဲရော့လည်းရောက်လာပြီးဘာရီဖြစ်နေရလဲလို့ဆိုတာသူမကပြောလိုက်ပါရီပယ်ရိုစပယ်ရိုကတင်းမောကိုချုပ်ထားတယ်ဆိုတာကိုသိလိုက်ရတော့ကဲရော့တယောက်စိတ်တူသွားကတင်းမောကိုရောချောပါကိုရောပြန်ပြောင်းပေးဖို့ပယ်ရိုစပယ်ရိုကိုအော်ပြောနေခဲ့ပါရီတဖက်မှာတော့ပယ်ရိုစပယ်ရိုကသဘောကျစွာယူမောနေခဲ့ပြီးသူကမင်းတို့ကိုပင်မောင်းဖြက်စီတာကိုခံရရင်ခံရမဟုတ်ရင်လည်းအမြောက်စာမိမှာပဲလို့ပြောလိုက်ပါရီ ။ဒါကိုကြတော့ပေရူကဒေါသတွေထွက်လာခဲ့ပါပြီ။အဲဒီနောက်အားလုံးဂျင်းနေချက်ထဲကိုရောက်နေပြီးပေရူကဆုံးဖြတ်ချက်တစ်ခုကိုချလိုက်ကာပေရူစပေရူကိုပြေးဝင်တိုက်ခိုက်ပါတော့တယ်။အဲဒါကြောင့်ပေရူစပေရူကပေရူရဲ့တိုက်ခိုက်မှုတွေကိုကာကွယ်ခဲ့ပါတယ်။အဲဒီနောက်ပေရူကပေရူစပေရူကိုစတိုက်တိုက်ခိုက်ခဲ့ပေမဲ့သူကကန်ဒီရီနဲ့ချုပ်ထားတာခံလိုက်ရပါတယ်။ပြီးတော့သူကပေရူကို9ရက်စုကြီးကဘယ်လောက်ရှိလဲသိလား။တန်း900ရှိတယ်လို့ပြောလိုက်ပြီးအရင်တော့ကမင်းဖန်းခဲ့တဲ့ကောင်းလေးလိုမျိုးပေါ်ပေါ်ပေးပေးကောင်းမဟုတ်ဘူးလို့ပြောလိုက်ပါတယ်။ ပြီးတော့ Barrow Sparrow က Pedro ကိုဒါကမင်းနဲ့စကားပြောတာနောက်ဆုံးချိန်ပဲလို့ပြောလိုက်တယ်။အရင်က Pedro ကို Ben Mom ကပြန်လှုပ်ပေးလိုက်ချိန်တုန်းက Barrow Sparrow ကသူတို့ကိုပြန်လိုက်ပို့ပေးခဲ့တာပါ။အဲဒီတုန်းက Pedro ကိုတော့သူ့အနေနဲ့ Ben Mom စီမှာတည်ရတာကအထိပယ်မရှိဘူးလို့တွေးခဲ့ကသူ့ရဲ့မျက်လုံးကိုဖောက်ပြလိုက်ပါတယ်။ဒါကြောင့် Ben Mom က Pedro ရဲ့လောက်ရက်ကိုသဘောကျသွားပြီးအသက်ရှင်ခွင့်ပေးခဲ့တာပါ။ Barrow Sparrow ကတော့ Pedro ကိုကြည့်ပြီးမင်းရဲ့အသက်ရှင်လို့စိတ်ကစိုးရပဲလို့ဆိုကမင်းကဘယ်လောက်လဲလို့မေးတော့ Pedro က29လို့ပြန်ပြောလိုက်ပါတယ်။ Barrow Sparrow ကတော့ Pedro ကိုကြည့်ပြီး မင်းကိုကြည့်ရတာ89လို့ပြောပြီးမင်းအနေနဲ့အသက်ဘယ်လောက်အထိရှင်သွားနိုင်မလဲဆိုတာရန်သိချင်နေပြီလို့ပြောတော့ဘယ်ဒရူကအနည်းဆုံးဘယ်မှာတရားမလဲဆိုတာကိုတော့ကိုပါသားကိုရွေးချယ်ခွင့်ရှိသွားတာပေါ့လို့ပြောလိုက်ပါတယ်အဲ့ဒီအချိန်ပယ်ရိုစပယ်ရိုကဘက်ဒရူကိုမင်းက Knox အဖွဲ့ရဲ့ခေါင်းဆောင်မှလာလို့မေးပြီး Knox ဆိုတာညာလို့အဓိပ္ပာယ်ရတယ်မလားလို့မေးကအဓိပ္ပာယ်ကကြက်တီရဲ့ယုံနေရလို့ပြောလိုက်ပါတယ်။ဒါကိုကြားတော့ပယ်ဒရူကညာဆိုတာအဆုံးသက်တည်းရှိတယ်လို့ပြောလိုက်ပြီးတကယ်တော့ Knox ရဲ့အဓိပ္ပာယ်ကအာယုံဦးမရောက်ခင်အချိန်ပဲလို့ပြောပါတယ်။ တကယ်လို့သူတို့ကအခြေခံကိုကောင်းအောင်လုပ်ပေးနိုင်ရင်အာယုံဥကိုဖော်ဆောင်နိုင်တယ်လို့ပြောခဲ့ပါတယ်။အဲဒီနောက်ပေရိုစပေရိုကပေရိုကိုဖိနင်းထားရင်အရင်ကမင်းရဲ့အာယုံဥတွေဘာတွေကိုသူကြီးကြီးကျယ်ကျယ်ပြောခဲ့ပေမဲ့တကယ်တမ်းတော့မင်းကိုစောင့်နေတာကအဆုံးမသတ်နိုင်တဲ့အမောင်သူကြီးပဲလို့ပြောလိုက်ပါတယ်။ဒါကိုကြားတော့ပေရိုကအရင်ကအเจ้าကြီးကိုတရိယာသွားပါတယ်။အဲဒီတော့ကသူတို့တွေကရောဂျာပြန်လာတာကိုအားရဝမ်းသာနေစောင့်ကြိုခဲ့ကြတာပါ။ပေရိုကရောဂျာကိုရန်အားကြပြီးလေးစားတဲ့သူဖြစ်ပါတယ်။ သူကရိုဂျာကိုအဖွဲ့ဝင်ဖြစ်ခွင့်ပေးဖို့တောင်းဆိုခဲ့ပေမဲ့ရိုဂျာကပေရူကိုအရင်လူကြီးဖြစ်လာအောင်လုပ်ဖို့ပြောလိုက်ပါတယ်။ဒါကိုကြားတော့ရိုဂျာကပေရူကိုလူတိုင်းမှာအလဲဆိုတာရှိတယ်လို့ပြောပြီးမင်းမလည်းမင်းရဲ့အလဲကိုရောက်လာမှာပဲလို့ပြောလိုက်ပါတယ်။တရက်ပေရူကလေ့ကျင့်နေချိန်ဝန်ဒါကရောက်လာခဲ့ပါတယ်။ပြီးတော့သူမကဝန်နေစွာနဲ့ရိုဂျာကတေးပြီးလို့ပြောလိုက်တော့ပေရူကမယုံနိုင်ဖြစ်သွားခဲ့ရပါတယ်။သူကဝန်ဒါနောက်ကိုလိုက်နေတာလို့ပြောပြီးရော်ဂျာလိုပင်နေတဲ့မြောင်းကောင်းဆောင်ကဘလို့လို့တီမာလေးလို့ပြောလိုက်ပါတယ်။ဒါကြောင့်ဝန်ဒါကပေရူကိုရော်ဂျာကိုနေဗီကဖမ်းသွားပြီးကွပ်မြက်လိုက်တာလို့ပြောပြလိုက်ပါတယ်။ ပြီးတော့သူကတေမင်းချခံရပြီးသူ့ကိုတတ်ဖို့နေမှာလူတွေများကြီးကရောက်လာပြီးလာကြည့်ခဲ့ကြပါတယ်။တချို့ကရိုဂျာကိုယရနာရီထားခဲ့တဲ့နေရာကိုပြောပြဖို့တောင်းဆိုခဲ့ကြပြီးရိုဂျာကလည်းသူ့ရဲ့ယရနာရီကိုလိုချင်ရင်ရှာယူဖို့အတွက်ပြောလိုက်ပါတယ်။သူ့အနေနဲ့အားလုံးကိုလုပ်ပေးခဲ့ပြီးပြီမို့ရှာယူဖို့ပြောပါတယ်။ရိုဂျာသည်ဆုံးသွားတော့ဓမြတွေကဝန်းနေနေခဲ့ကြပါတယ်။တစ်ဖက်မှာလည်းပေရူကရိုဂျာရဲ့စကားတွေကိုကြားရောက်နေပြီးငါလဲပင်လေကြီးကိုအုပ်ဆိုးမယ်လို့ဆုံးဖြတ်ချက်ချလိုက်ပြီးလို့ပြောပါတယ်။ တဖက်မှာတော့ Perus Peru က Peru မင်းစောင့်နေလေအာယုံကမင်းစီကိုရောက်လာမှာမဟုတ်တော့ဘူးလို့ပြောလိုက်တော့ Peru ကအဲ့လိုထင်းနေပေါ့လို့ပြောလိုက်ပါတယ်ပြီးတော့ Peru က Perus Peru ကို Roger ကလူတိုင်းမှာသူရဲ့အလဲဆိုတာရှိတယ်လို့ပြောပြခဲ့တာကြောင့် Perus Peru ကနားမလည်နိုင်ဖြစ်နေပါတယ်ပြီးတော့ Perus Peru က Peru ကိုမင်းဘာရီပြောနေတာလဲလို့ဆိုတော့ Peru ကအခု9ရက်အလဲပဲလို့ပြောလိုက်တယ်ပြီးတော့သူက베루스페루ရဲ့ခြေထောက်ကိုလမ်းကန်လိုက်ပြီးသူ့ရဲ့အင်ဂျီကိုဇွဲဖွင့်လိုက်တော့အထက်ကဒိုင်းနမိုက်တွေထွက်လာပြီး ်ဘယ်ရူကဒါလီရီကမင်းရဲ့မော်အတက်ကိုဖျက်ဆီးပေးနိုင်တယ်မှလားလို့ဘယ်ရူစပယ်ရူကိုမေးလိုက်ပါတယ်ဒါကိုမြင်တော့သူကလန့်သွားပြီးဘယ်ရူစီကထွက်ပြေးဖို့လုပ်ပေမဲ့မရတော့ပါဘူးတဖက်မှာလည်းဒါကိုမြင်တဲ့ဂေရော့ကဘယ်ရူကသူမတင်မောဘောကိုမတက်ခင်ဒီခီးကသူ့ရဲ့နောက်ဆုံးခီးလို့ခံစားနေရတယ်လို့ပြောပြခဲ့တာကိုသတိရသွားကလန့်နေပါတယ်အဲ့ဒီအချိန်မှာပဲပေရူကတော့သူ့ရဲ့စိတ်လိမ်မီကိုဆန်နက်တံမကိုတို့လိုက်ပြီးနှုတ်ဆက်လိုက်ပါလေလို့ပြောပါရီ။ဒါကိုမြင်တော့အားလုံးကလန့်သွားခဲ့ကြပြီးပေရူရူကပောက်ကွဲသွားခဲ့ပါရီ။ ဘယ်ဒရီရဲ့လုံရဲကြောင့်စပယ်ရိုဘယ်ရိုလည်းပေါက်ကွဲသွားပြီးသူ့ရဲ့ကန်ဒီရီကလည်းအရေးပြောကုန်ကဇလန်နီကလည်းဒီမာရီမဲတခန့်ရက်သွားခဲ့ပြန်ပါလိမ့်